စာပြီးဟောပြောပွဲကိုဖုန်းကြီးမြန်နဲ့တွဲလို့တာကျွန်တော်တို့ကျောင်းပေါ်လဲတက်သွားတော့ဆရာတော်ဖရာရဲ့ဒီတော့ဘယ်လိုပြောမလဲဗျာနောက်ဆုံးရုပ်ကလတ်တော်ပေါ့အဲ့ဒါကိုကျွန်တော်ခေါင်းတလားပေါ့တင်ထားတယ်ပေါ့အတွေ့သူ့ကိုမွေးစားခဲ့တယ်ဖုန်းကြီးတွေပြောတာပဲအဲ့ဒါကျွန်တော်မလှမကလှမ်းကြည့်တဲ့အခါကျတော့လေကားချင်ရင်းလေးမှာကိုစင်ဝင်းတရှုံရှုံနဲ့ငိုးနေတယ်ဟာဟဲ့လူဘယ်လိုဖြစ်တာလဲတကယ်ငိုးနေတာဗျာကျွန်တော်ပြောက်လို့လဲရှာတော့ပေါ့ဗျာနော်ကျွန်တော်ကကျောင်းပေါ်မှာဟိုဟဲ့ကိုစင်ဝင်းဘယ်လိုဖြစ်တာလဲဖုန်းဖုန်းကိုခင်ဗျာတတိယလို့လား ဟုတ်ပါဘူးဗျာကျွန်တော်ရှိစားဟောင်းကျွန်တော်ဒီတော့ဒီမြို့မှာရှိတယ်ဗျာလေဂျိုးပင်ကောက်မှာဟာခင်ဗျာဂျိုးပင်ကောက်တူလားလို့မဟုတ်ပါဘူးတဲ့ခုတော့ចောင်းဆံမဘွားနဲ့အငင်းစားယူပြီးတော့အသက်ကြီးလို့မဟုတ်ဘူးသူထွက်ပလိုက်တာပျော်ကြီးတယ်တကယ်လက်ရှိတယ်သူကဟာခင်ဗျာဇလန်းနေပဲဗျာပွဲကင်းထဲမှာရှိတယ်ပြတ်တာပဲနော်လို့ဒီမြို့တူလားဂျိုးပင်ကောက်တူလားမဟုတ်ဘူးတဲ့မလမ်းမကမ်းမှာရှိနေရွာလေးတွေပါဂျိုးပင်ကောက်ကနောက်ဖက်ကဟိုကျွန်တော်တို့ဗာလဲဗကိုးရုံးမှာတောင်ချေမှာရှိတယ်ရွာလေးတွေပါရွာနေမင်းလေးကလှလိုက်တာရွှေဘန်းတော်တဲ့ ကိုစင်ဝင်းရေရွာနာမြတ်ရွှေဘန်းတော်အေးပြောပါဦးလို့အဲ့ဒီမှာတဲ့ကျွန်တော်သူနဲ့ချစ်သူဖြစ်ပြီးတော့မှာတဲ့ကျွန်တော်လည်းရန်ကုန်တက်သူသွားတက်ပါတက်နေကွဲကွာသွားကြတာဗျာတဲ့အခုတော့သူဒီဘွဲကင်းမှာရှိတယ်ပြောနေတယ်တဲ့ပြိုကြီးပဲဗျာတဲ့သူနဲ့ပတ်သက်ပြီးကျွန်တော်စိတ်မကောင်းလို့မြည်ကြတာတဲ့သူဟုတ်တဲ့ပုတ်ရေဦးမယ်လို့ပြောတယ်ချစ်သူကိုစွန့်ခွာခဲ့ရတယ်ဝတ္ထုကောင်းစင်ဘယ်လိုပြထားလဲရွှေဘန်းတော်မှာထားခဲ့ပြီဟာခင်ဗျားလေး